စေလွန်ခေဤနောက်ထပ်အရေးကြီးသောအချင်းရတရမှာမျက်နှာစာပေါင်းစုံတွင်ဖော်ပြနေသောဧကမန်းမှု အခြေအနေကြီးဖြစ်ပါသည်ဤဧကမန်းမှုကြီးနှင့်ပြိုင်ဆိုသလိုနှုံးဆံများဤကျိုးလွယ်ပဲ့လွယ်အကဲဆတ်မှုအခြေအနေကြီးတစ်ခုလည်းဖြစ်ထွန်းနေပြန်ရာလောကီဆိုင်ရာ အမှန်တရားအားလုံးဤတက်တန်းမှာတိတိတသာတူတော်လာပါသည်ဤတွင်ယေရှိခိုင်မာမှုကိုအာယုံညွတ်ကြသောလူတစ်ပါးဝါကလောကီမှာလောကုတ္တရာဘက်သို့ မျက်နှာမူဟန်ရှိပါသည်။လောကီဆိုင်ရာအောင်မြင်မှုများနှင့်ဝိညာဉ်ဆဲနိုင်ငံများတွင် E2U ချက်မှာပို၍ပင်တည်သာထင်ရှားလာပါသည်။ဤအချက်ဒီပင်ဘာသာရေးဆိုင်ရာအစွမ်းရောက်ဝါဒများဖြစ်ပေါ်လာသည့်စဉ်မြစ်တစ်ခုဖြစ်နိုင်ပါသည်။အလဲကနှောင်းမဲ့ဥရောပတွင်ခရစ်ယာန်စွမ်းရောက်ဝါဒများပေါ်ထွန်းခဲ့မှုတလို့မြေမောက်ခက်အရှေ့အလယ်ပိုင်းတွင်လည်းအစ္စလမ်ဘာသာအစွမ်းရောက်ယူဆများဖြစ်ထွန်းပေါ်ပေါလျက်ရှိသည်။စင်စဲအစွမ်းရောက်ဝါဒမှာကောနတာသက်ဆိုင်သော divine ါဝါအားမိမိကိုယ်တိုင်ခေါက်ကိုယ်စားလှယ်လုပ်လို့ကြသောလူတန်ကြီးများ၏ဖော်နီးကားဖြစ်ပါသည်အိုင်နီယိုလော်ဂျီတစ်ခုအနေနဲ့ဆိုလျှင်တမိုင်းခေဥကသာလျှင်ယက်တီနှိမ်စရာရှိသောနဖျားဝါဒအုတ်ချွေးများသာဖြစ်သည်သို့နှင့်တိုင်ဤမြခင်နောက်ကြသောအစွဲလမ်းမျိုးကိုတဆိုးရှိစေနိုင်သည့်ရေတောင်းမြင်များကိုမူအသေးချာဆန်းစစ်ဖို့လိုပါလိမ့်မည်။လူဝိညာဉ်၏အနှစ်ဆိုင်ဆုံးနေရာတွင်အမျက်တွင်နေသည့်ယဉ်ကျေးမှုကိစ္စများနှင့်လည်းဆက်ဆက်နေပြန်ရာ စစ်ရေးတစ်ခုဒီအကူပြီးအကြံပရန်ဖြစ်ရှင်းရုံများကျော်လွှားနိုင်မည်မဟုတ်ပါ policy ဆက်ဆက်မှုများခက်တဲ့တံမှုများနဲ့အညီအချင်းနဲ့တဖန်နည်းရင်းများရင်ကျင်းမှုတန်ရလောများဖြင့်ရရှိဖြစ်ရှင်းရမည်ကိစ္စဖြစ်သည်စစ်ရေးလွန်ခေတ်၏အချင်းမြေပေါက်ကွင်းနိုင်သောအနည်းအကျဉ်းဆုံးမီတော်တစ်ခုဖြစ်အလေးထားစဉ်းစားရမည်ကိစ္စဟုသဘောရပါသည်ကျော်ဝင်းထောင်စုသောအိုင်ဒီယာများသမင်းနာ414